တော့လမောင်းသိန်းကဘာလို့ဒီလောက်ထိစုပ်ပြတ်သက်သွားလဲဆိုတော့ကျွန်တော်အခုချိန်ထိတွေးလို့မရအောင်ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရာသီတုန်းကဒီယာကန်ကလော့ကလမောင်းယာရုကနေပြီးတော့နှုတ်ထွက်သွားခဲ့တယ်သူအနေနဲ့ဒီနိပြလောကကနေခိတ္တအနာယူသွားခဲ့တယ်ဒီချိန်မှာဖင်းအုံသိန်းနဲ့အတူဒီပုံစံကောင်းနေပြသနိုင်ပြီးတော့ဖင်းအုံအသင်းကိုဒီနယ်သာလီရဲ့အထိတ်တန်းအသင်းအသင်းဖြစ်အောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တဲ့ဒီယာကန်ကလော့ရဲ့ဒီကြုံချင်မှုနဲ့အတူရောက်ရှိလာခဲ့တဲ့အာနီစလော့ကလမောင်းသိန်းရဲ့နိပြတိဖြစ်လာခဲ့တယ်အဲ့တော့အာနီစလော့ရဲ့ပထမဆုံးယာသီမှာပဲလမောင်းသိန်းဟာ ီပင်မြလေးဖလာကိုစခုနိုင်ခဲ့တယ်။ဒါကြောင့်လည်းအာနီဆလော့အပေါ်မှာတော်မမယုံကြည်မှုကြီးမားခဲ့တာရှိတယ်။ဒါကြောင့်လည်းဆိုတော့အာနီဆလော့ဟာလီဗာပူးတင်းကိုပရီးမီးယားလိဂ်ကစုခူးပေးနိုင်ခဲ့တဲ့နေရာမှာကလော့ထားခဲ့တဲ့လူစင်းကိုအပြောင်းလဲသိမလို့ပဲနဲ့ဒါဂျပန်နဲ့တင်းအချေးစာတယောက်တည်းကိုပဲခေါ်ယူခဲ့တာပါ။အဲဒါကြောင့်ဒီအားဒီမှာဆိုရင်လီဗာပူးပရိသတ်တော်မမယားကဒီအာနီဆလော့ကိုတူလိုချင်တဲ့ကစားသမားတွေဖိအတင်းပေးနိုင်မယ်ဆိုရင်ပရီးမီးယားလိဂ်ချန်ပီယံဆိုကာဝယ်နိုင်ခဲ့မယ်အပြင်ဒီချန်ပီယံလိဂ်ဖလားတွေဒီ FA ဖလားတွေရောက်နိုင်ခဲ့မယ်ဆိုပြီးတော့မျှော်လင့်ခဲ့ကြတာပါ။ တကယ်လည်းလီဘာပူးအသင်းရဲ့ဒီတာဝန်ရှိသူတွေဟာအာနေဆလော့အတွက်ဆိုပြီးတော့ပေါင်သန်း440လောက်အသုံးပြုပြီးတော့လေလွန်ရဖြစ်တည်မှုတွေပြုလုပ်ပေးခဲ့တယ်။ဒါပေမဲ့ရာလက်ကတော့ထင်တယ်လို့ဖြစ်မလာခဲ့ဘူး။လီဘာပူးအနေနဲ့ရာသီအဆ5ပွဲမှာဒီပုံစံကောင်းနေစတိုက်ပြသနိုင်ခဲ့ပြီးရာနုံပြနိုင်ပွဲတွေတို့မှတ်ပေးစရာကိုတောက်လျှောက်ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ပွဲစဉ်6ကနေပြီးတော့တောက်လျှောက်ရိုင်းနေသွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင်လီဘာပူးတင်အောင်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်နှစ်ပွဲအစရှုံးဝဲကြုံတွေထားခဲ့တယ်လို့ဒီနေ့မနေ့ကစားခဲ့တဲ့ PSP အသင်းရဲ့ချန်ပီယံလိပွဲစဉ်မှာလည်း A1 FA မှာကစားတဲ့ပွဲစဉ်ဖြစ်လာတော့မှ4-1နဲ့စိုးတွမ်းခံလိုက်ရပြီးတော့အချက်တွေအကျိုးနဲ့ဖြစ်သွားခဲ့ရပါဒီပွဲစဉ်မှာလည်းပေါင်းအနေနဲ့ Brown မှာတော့1-1တေရလဲထွက်ပေါ်အောင်စွမ်းဆောင်နိုင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာတော့ဒီ AD PSP အသင်းရဲ့အနိုင်ကိုးတွေစက်တိုက်အသွင်းကိုကျင်းကိုခံခဲ့ရပြီးတော့လေကိုလေကိုဆိုတဲ့ရလဲနဲ့ရှုံးနေသွားခဲ့တာဖြစ်ပါတယ်ဘလောက်တောင်ရုပ်ပါလဲဆိုတော့လည်းပေါင်းကစားသမားတွေကဒီပွဲစဉ်မှာအတော်လေးစွမ်းဆောင်အောက်ကိုကြာဆင်းနေပြီးတော့အသစ်ခေါ်ယူထားတဲ့ကစားသမားတွေဖြစ်တဲ့ Florian Bastro Isetto ဟာလည်းပုံမှန်ခြေစွမ်းအောင်ရောက်ရှိနေတာဖြစ်ပါတယ် လဘောပရိသတ်တွေဟာဆိုရင်လည်းဒီ၄ခုတခုဖြစ်သွားတယ်ပွဲချိန်မိနစ်ဒါ85ဝန်းကျင်မှာဆိုရင်ကွင်းထဲကနေပြီးတော့ပြန်သွားခဲ့ရတယ်ဒီချိန်မှာ PSP ပရိသတ်တွေကလဘောပရိသတ်တွေကိုတတ်တာပြပြီးတော့လောင်မြောင်မှုတွေပြုလုပ်သွားခဲ့တာဖြစ်ပါတယ်အခုဆိုရင်လဘောအတင်းအောင်အောင်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆုံးဆက်နက်ပွဲမှာ၈ပွဲလောက်ထိရှုံးနေထားခဲ့ပြီးတော့တော်တော်လေးကိုဆိုးရတဲ့အခြေအနေရောက်ရှိနေတာပါပရီးမီးယားလိမာလည်းမပင်းစရာအဆင့်30ပြေးမှောက်ကိုရောက်ရှိနေတယ်လို့ချန်ပီယံလိမာလည်းဒါမဲ့ပွဲတွေမှာပွဲချက်တွေကစားမှာဖြစ်တာကြောင့် play off အဆင့်မှီဖို့တော့ရုန်းကန်ရမယ့်အနေအထားဖြစ်နေပါတယ်။ဒီကြတာတော့လေဘာအုပ်တင်းနေနဲ့ ချန်ပီယံလိရဲ့နောက်တစ်ဆင့်ကိုဒါရိုက်တပိုင်ဝင်ရဖို့ဆိုတာကမသေးကြတော့ဘူးဆိုတော့လေပါဦးအသေးအနေနဲ့ဒီရလဲဆိုတွေကနေအချိန်မီပြန်လဲရုံထွက်သွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့လာမယ့်ပွဲစဉ်တွေမှာဆက်လက်စောင့်ကြည့်ရပါဦးမယ်